အတိရတဲ့အချိန်မှာကျမဒီအနေငယ်နောက်ကျနေပြီပေါ့နော်အ stage 3လောက်ကိုရောက်နေပြီကင်ဆာယောဂဝေဒနာတဲ့ဆိုတာပြောမှသိမယ်လူမျိုးပေါ့နော်ကင်ဆာဆိုတဲ့မျိုးကဟိုဇက်တိုက်ပေါ့နော်ဟိုဆရာဝန်တွေကိုလည်းယုံကြည်ပြီးတော့ကိုကိုကိုလည်းဟိုခံခံမမာနဲ့ဆက်ခုမယ်ဆိုရင်ဘူပြန်ဘူပြန်တတ်တာနိုင်တဲ့ယောဂဆိုတာတည်တည်လာရတယ်ပေါ့နော်။ကျမနာမည်ကတော့မက်ဖျူစင်ဖြစ်ပြီးတော့အသက်40ခလေးနှစ်ယောက်ပြီးခင်ဖြစ်ပါတယ်။ကျမလက်ရှိခံစားနေရတာတော့ primary cancer အနေနဲ့ရင်သားကင်ဆာစဖြစ်ပြီးတော့ secondary cancer အနေနဲ့ အုံနောက်အယူအသည်းနဲ့အစုပ်တွေကိုပြန့်နှံ့နေတဲ့လူနာဖြစ်ပြီးတော့လောလောဆယ်အပိုလိုကလကတာဆေးရုံမှာကုသမှုခံရနေတဲ့လူနာဖြစ်ပါတယ်။ခေါင်းစကိုက်တယ်ပေါ့နော်။ခေါင်းစကိုက်တဲ့အခါမှာအာ MI ရိုက်လိုက်တဲ့အခါမှာအုံနောက်မှာအချိန်ကြီးစဖြစ်နေပြီပေါ့။ဒီအုံနောက်ဒီရေးကြီးရဲ့အပိုင်းဖြစ်တဲ့အတွက်ဒီ မြန်မာနိုင်ငံမှာမကုပဲနဲ့ပေါ့နော်ဒီယိုဒီယာသွားမလားအိန္ဒိယသွားမလားဆိုတော့ကျွန်မစာစုံစမ်းနေစုံစမ်းတဲ့အချိန်မှာဒီဆရာဆိုင်တို့ရဲ့ page ကိုတွေ့ရပါအာတွေ့တဲ့အခါမှာကျွန်မဟိုပါပေါ့ inquiry တွေလုပ်တယ်လုပ်ပြီးတော့ဆရာဆိုင်တို့ဘာဘက်ကနေပြီးတော့ဒီဆရာဝန်တွေနဲ့ပေါ့မသွားခင်ဆရာဝန်တွေနဲ့ပါဓာတ်ရိုက်ပေါ့နော်ဆွေးနွေးမှုတွေပါသူတို့ပေးလုပ်တယ်ပေါ့နော်ပေးလုပ်တဲ့အခါမှာကျွန်မဒီအိန္ဒိယမှာရှိတဲ့တခြားဆေးရုံတွေနဲ့ကောဒီကိုဆိုင်တို့ရဲ့ Apollo ဆေးရုံတွေကောဆရာဝန်တွေနဲ့ဓာတ်ရိုက်စကားပြောတယ်ပေါ့နော်ကိုယ့်ရဲ့ယောဂအခြေအနေနဲ့အာစကားပြောတယ်ပြီးရင် course ကိုစုံစမ်းတယ်အဲ့ဒီမှာမှာ အသင့်တော်ဆုံးဖြစ်မဲ့ဒီကလကတ္တအဖို့လို့ကိုရွေးချယ်ခဲ့တာပါအာကျမအိန္ဒိယမှာတစ်ခါသွားရင်အ ਨੇ ဆုံးပေါ့နော်တပတ်ကနေနှစ်ပတ်ကြာရပေါ့အဲ့ဒါတော့ကုသမှုပလန်ပေါ်မူတည်ရဲ့ဟိုဓာတ်ခင်ရတဲ့အခါမျိုးဆိုရင်တော့နှစ်ပတ်လောက်ကုရတယ်ပေါ့နော်ဒါပေမဲ့စိတ်ယုံတက်စရာမလိုဘူးဓာတ်ခင်မယ်ဆိုရင်လည်းဘာညာခြင်းမှုမှမရှိဘူးပေါ့နော်15မိနစ်လောက်သွားခင်ပြီးရင်အိမ်ပြန်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲသွားရတယ်အခွဲစိတ်မှုတွေမလုပ်ခဲ့ရဘူးအဓာတ်ခင်တာနဲ့ကီမိုအတွင်းတာပဲအိန္ဒိယမှာလုပ်ခဲ့ရတယ်ပေါ့နော်ဆိုတော့စိတ်ယုံတော့တစ်ခါမှမတက်ခဲ့ရပါဘူး ျမဆိုရင်ကင်ဆာနဲ့ပတ်သက်ပြီးတော့နေရ၅ခုလောက်ကိုအကူဆက်ခံထားရတဲ့လူနာပေါ့နော်။ဒါပေမဲ့အခုချိန်ထိကျမဒီကင်ဆာယောဂဝေဒနာတဲ့ဆိုတာပြောမှသိမဲ့လူမျိုးပေါ့နော်။ဘာလို့လဲဆိုတော့ကျမဒီအခုချိန်ထိအစာမပြတ်ဘူး၊အိမ်မပြတ်ဘူး။အဲ့ဒါဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့အတွေးကြောင့်ပေါ့နော်။အကိုကိုကိုယောဂဝေဒနာတဲ့တယောက်လိုလုံးဝအခုချိန်ထိမယူဆထားဘူး။ ကိုဟိုကိုရဲ့အဲမှာဘာလောက်ပဲပြန်နေပြန်နေအာငါစားနိုင်နေတယ်ငါအိတ်နိုင်နေတယ်ဆိုရင်ငါနေကောင်းတယ်ဆိုတဲ့စိတ်ကိုခံယူထားတယ်အဲ့အတွက်ကိုညီမလိုပဲကင်ဆာရောဂါခံစားနေရတဲ့သူတွေ ဘယ်ဖြစ်ဖြစ်မခံစားရတဲ့သူတွေဘယ်ဖြစ်ဖြစ်ပေါ့နော်အဓိကတော့အာလီဆိုင်ကိုကြိုသိပြီးတော့ medical check up လုပ်ဖို့တကယ်လို့သိလာပြီဆိုရင်လည်းစိုးရိမ်ပြီးမှများပဲနဲ့ပေါ့လို့လုံးဆရာရှိတဲ့ဟာကို step by step လုပ်သွားမယ်ဆိုရင်ကင်ဆာယောဂတိကုသလို့ရတဲ့ယောဂဆိုတာညီမကိုယ်တိုင်အခုလက်ရှိခံစားနေရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲအားလုံးကိုလည်း apis ကပြောချင်ပါတယ်